ြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဟင်းပွဲတရားချက်ရတဲ့သူဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါ။တရက်မှာတော့ပူကြောက်ကိုကြည့်ဖို့အတွက်သရိုသားဘက်ကသူတွေရောက်လာခဲ့ကြပါတယ်။သရိုသားရဲ့မိခင်ကသရိုသမီးရဲ့မိခင်ကိုပြောခဲ့ပါတယ်။ဒါနဲ့အမသမီးလေးထမင်းဟင်းကောင်းကောင်းချက်ပြုတ်တက်ရလာရှင်။ ကျမတို့ကထမင်းဟင်းချက်ပြောက်တာအရန်တော်တဲ့ချွေးမလေးကိုပဲလိုချင်တာဒီစကားကိုကြားခဲ့ရတဲ့အခါမှာမိခင်ဖြစ်သူကနည်းနည်းလေးအံ့အားသင့်သွားခဲ့ရပါတယ်ဒါပေမဲ့သူမချက်ချင်းပဲပြန်ပြောခဲ့ပါတယ်ဒါပေါ့အမရဲ့ကျမသမီးလေးကထမင်းဟင်းချက်ပြောက်တာတအားတော်တာရှင်အိမ်မဆွေနောင်မသူတယောက်တည်းပဲဒိုင်ကန်ထမင်းဟင်းချက်တာလေအမျိုးသမီးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့တစ်ဖက်ကသူတွေဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်ဒီအချိန်မှာပူနမ်တယောက်ကတော့ကြောင်တောင်တောင်ဖြစ်နေခဲ့ပါတယ် ဒါဆိုရင်တော့ကျမတို့အနေနဲ့ဒီမင်္ဂလာပွဲကိုညင်းပဲ့စီရမလို့တော့ပါဘူးရှင်။နောက်လာပဲကျမတို့ကလေးတွေကိုလက်ထပ်ပေးလိုက်ကြတာပေါ့။ဟုတ်လားတကယ်လားကောင်းတာပေါ့ရှင်။ကောင်းတာပေါ့ကောင်းတာပေါ့။ကောင်းလေးတွေကလည်းသဘောကျနှစ်သက်စွာနဲ့ပြန်သွားခဲ့ကြတဲ့အချိန်အမေဒါဘာပြောလိုက်တာလဲ။ကျမထမင်းဟင်းမမချက်တတ်တာအမေရဲ့။ထမင်းဟင်းချက်ပြုတ်တယ်ဆိုတာအဝေးကြီး။ကျမကိုဟကိုရေတောင်မှထားတယ်ဘူးတော့မဟုတ်ဘူးတမီးလေးရဲ့သူတို့ကအရန်ကိုကောင်းမွန်နေသူတွေလေ ပြီးတော့အင်ကြီးကလည်းအကြီးအကြီးကောင်းလေးရလေအရန်ကောင်းနေ။ဒါတော့ကောင်းမွန်တဲ့မိသားစုကိုအမေလက်ထဲကနေထွားသွားစီရလား။တမီးလက်ထပ်ပြီးအဲ့ဒီအိမ်ကိုရောက်သွားလို့တို့တမီးကိုထမင်းဟင်းချက်ခိုင်းဘလို့လုံးမလဲ။နင်ကလည်းဘာရီကိုအလောက်တော်မှစိတ်ပူနေရလေ။လက်ထပ်ပြီးသွားတဲ့အခါကျရင်တော့ဘာရီများထပ်ပြီးလှုပ်လို့ရမှာလေ။ဒီလိုနဲ့ရက်တွေကုန်ဆုံးသွားခဲ့ပြီးနောက်မှာတော့ပူဇာနဲ့အမန်တို့လက်ထပ်သွားခဲ့ပါရီ။မင်္ဂလာဆောင်ပြီးနောက်နေ့မှာပဲရောက်ခမဖြစ်သူကလာပြောခဲ့ပါရီ။ ။ချွေးမလေးရဲ့အဲ့ရကနိုးလာပြီလား။နေအဲ့လိုပြောလား။ချင်းတွေပါရရှိလား။မရှိပါဘူးအမေရဲ့ကျမအစဉ်ပြေပါရယ်။ကျမကိုကြည့်ပါအောင်ကျမရေမိုးချိုးပြီးပြင်ဆင်လို့တော့ပြီးပြီ။ကျမတို့အားလုံးမနှက်စာသွားစားကြမယ်လေ။ဦးကြာကတော့မနှက်အစောကြီးမနှက်စာစားတတ်တဲ့အချင်းရှိပါရယ်။ဒါကိုကြားခဲ့ရတဲ့အခါမှာရခမဖြစ်သူကလည်းပြောလိုက်ပါရယ်။အခုမနှက်စာစားလို့မရသေးဘူးတမီးရဲ့ဟုတ်လားအမေရဲ့ဘာဖြစ်လို့လဲအခုမနှက်စာမပြင်းစင်ရသေးဘူးလေ နင်ဒီနေ့ပထမဦးဆုံးနေ့ရက်လေးမလားဒီနေ့မိဖို့ကံနဲ့ဝင်ပြီးမနှက်ဆောက်ကိုနင်ကိုယ်တိုင်ချက်ပြုတ်ပေးရမှာပေါ့နင်အမေကလည်းနင်ထမင်းဟင်းချက်တာအရန်တော်တယ်ဆိုပြီးတော့ပြောထားတာပဲအခုတော့နင်ချက်ပြုတ်ထားတဲ့ဟင်းချက်လက်ရာတွေကိုစားဖို့အတွက်ငါထပ်ပြီးမစောင့်နိုင်ကြဘူးငါနင်ချက်ပြုတ်ထားတာကိုစားချင်တယ်ဒါအောင်ကြားခဲ့ရတဲ့ပူဇာကတော့လမ်းဖြန်နေခဲ့ပါပြီဟိုအမေတကယ်တော့လေကဲဘာမှအပေါ်ရေထပ်ပြီးတော့ပြောမနေတော့နဲ့နင်ချက်ချင်းပဲမိဖို့ကံနဲ့ကိုဝင်လာခဲ့ ပြီးလို့ရှိရင်တော့အားလုံးအတော်မနှက်စာကိုပြင်ဆင်ပေးလိုက်တော့ဒီလိုနဲ့ရခမဖြစ်သူကထွက်ခွာသွားခဲ့ပါတယ်။သူမကအတော်လေးစဉ်းစားနေခဲ့ရပေါ့။သူမကလည်းအများဆုံးမိခင်ဖြစ်သူကိုဖုန်းဆက်လိုက်ပါတယ်။ကိစ္စတွေအားလုံးလည်းပြောပြလိုက်ပါတယ်။ဒါဆိုရင်တော့ဒီနေ့ဘိုက်အောင်နေတယ်ဆိုပြီးတော့အကြောင်းပြချက်ပေးလိုက်လေ။နေရခမအိမ်မှာထမင်းဟင်းချက်ပြုတ်ပြီးရဲ့အိမ်အကူရှိတယ်မဟုတ်လား။သူမမိဖို့ကန်နဲ့ဝင်သွားခဲ့ပြီးနောက်မှာတော့ရခမဖြစ်သူဝင်လာတဲ့အချိန်မှာပဲဘိုက်အောင်ချင်အောင်ဆောင်းလိုက်ပါတယ်။ကျမရဲ့ဘိုက်တွေနာလိုက်တာရှင်။ အေးချွေးမလေးရဲ့ဘာဖြစ်တာလဲကျမရုတ်တရက်ကြီးဘိုက်တွေတအားနာလာတယ်ဟုတ်လားဘိုက်တအားကိုနာနေရလားရုတ်တရက်ကြီးနော်ဟုတ်တယ်အမေကျမလည်းနားမလဲတော့ဘူးကဲလာလာလာနေငါနဲ့အတူတူလိုက်ခဲ့ငါနင်းကိုအဲ့ရပေါ်အထီလိုက်ပို့ပေးမယ်အဲ့ဒီမှာအေးအေးစစ်စစ်အနားယူနေဒီလိုနဲ့ရောက်ခမဖြစ်သူကလိုက်ပါပို့ဆောင်ပေးလိုက်ပါတယ်ဒုက္ခပဲငါအိမ်အကူကိုဒီနေ့နားခိုင်းထားတာအားလုံးဘာမှလည်းမစားရသေးဘူးငါကိုယ်တိုင်ပဲတခုခုလောက်ရတော့မယ်နဲ့တူပါတယ် ချွေးမလေးနင်းဒီမှာပဲနေနေနော်ငါအားလုံးအထွတ်မနှက်စပြင်ဆင်လာခဲ့မယ်တီလားဒီစကားကိုကြားခဲ့ရတဲ့အခါမှာပူဂျာလည်းဝမ်းသာပျော်ရွှင်ခဲ့ပါတယ်အမေကျွန်မလည်းဘိုက်စားတယ်ကျွန်မအထွတ်မနှက်စကိုဒီကိုပို့ပေးလိုက်နော်မဟုတ်ဘူးချွေးမလေးရဲ့နင်းဘိုက်အောင်နေတာဆိုတော့မနှက်စမစားတော့နဲ့ငါနေအထွတ်ဆန်ပြုတ်လေးပို့ပေးမယ်ရောဆိုပြီးနောက်ရောက်မှဖြစ်တော့ထွက်ခွာသွားခဲ့တဲ့အချိန်မှာချွေးမလေးကတော့စိတ်ညစ်သွားခဲ့ရပါတယ်။အိုဖျားသခင်ဒုက္ခပဲ။ကျမကတော့ဒုက္ခတွေ့ပြီ။အခုတော့အရသာမရှိတာကိုစားရတော့မယ်။ကဲထားပါလေ အ ਨੇ ဆုံးတော့ထမင်းဟင်းချက်ပြုတ်เสียမလို့တော့ဘူးပေါ့တရက်လောက်တော့သူမလွတ်သွားခဲ့ပါတယ်နောက်နေ့မှာတော့မိသားစုဝင်တွေအားလုံးအတူတူထိုင်ပြီးစားတောင်းနေခဲ့တဲ့အချိန်အမန်ကပူဇော်ကိုပြောခဲ့ပါတယ်မင်းအမေပြောတော့ကကြတော့မင်းထမင်းဟင်းချက်ပြုတ်တာအရန်တော်တယ်ဆိုအာဟုတ်တယ်လေဟုတ်တာပေါ့ဒါဆိုရင်တော့ဒီနေ့ငါရုံကနေပြန်လာတဲ့အခါကျရင်အရသာရှိတာလေးတခုခုစားချင်တယ်အရသာရှိတာလေးဟုတ်လားอืมချက်ထားမယ်လေအေးဟုတ်ပြီဒါဆိုရင်တော့ညနေကျရင်အရသာရှိတာစားရတော့မယ်ရုံကနေအမြန်ဆုံးပြန်လာခဲ့မယ်တိလား အမန်ကစားတော့ပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါတယ်။ပူဇာကလည်းအခန်းထဲဝင်သွားပြီးစဉ်းစားနေခဲ့ရပေါ့။မဟုတ်ဘူးငါဘာတော့ရင်ကောင်းမလဲ။အမေကိုဖုန်းဆက်ကြည့်တာပဲကောင်းတယ်။သူကလည်းအမေကိုတစ်ခေါက်ဖုန်းဆက်ကြည့်လိုက်ပါတယ်။ဒါဆိုရင်တော့ဒီလိုလိုနေယောက်ျားရောက်မလာခင်မှာငါချက်ချင်းလာခဲ့လိုက်မယ်။အရသာရှိကလေးတွေငါဝယ်ခဲ့လိုက်မယ်။ကောင်းလိုက်တာအမေရဲ့တကယ်ကောင်းတယ်။ပူဇာကဖုန်းချပြီးနောက်မှာတော့ညနေဆောင်မယ့်အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။အမန်ညုံကနေပြန်လာတာနဲ့သူ့မိန်းမကိုပြောလိုက်ပါတယ်။ လို့လဲပူကြရဲ့နင်းဘာလောက်ထားလဲခဏလေးပဲစောင့်ပါကျမအကိုချက်ချင်းလောက်ပေးမယ်အေးဟုတ်ပြီလေဒါဆိုလို့ရှင်တော့ငါခြေလက်မျက်နှာသွတ်စိတ်လိုက်မယ်ပြီးရင်တော့တခါတည်းရေချိုးပြီးထွက်ခဲလိုက်မယ်နော်ဒီအချိန်မှာအိမ်တကားဘုံမြီလာခဲ့ပြီးပူကြရဲ့အမေရောက်လာပါတယ်အော်ဘလို့ဖြစ်တာလဲအမရဲ့လာလေရလားဟုတ်တယ်ကျမသမီးလေးနဲ့တွေ့ချင်တော့လေတမန်းနဲ့လည်းမတွေ့ရကြပြီဆိုတော့ဒီနာရောက်တာနဲ့ဝင်ခဲ့ရကျမအိမ်ကနေအရသာရှိတာလေးတွေလောက်ခဲ့တယ်ကောင်းတယ်အရသာရှိတာပေါ့ငါတို့အားလုံးအတူတူထိုင်စားကြမယ် ဒါပေါ့ရှင်ဒါပေါ့ဒီလိုနဲ့အားလုံးကလည်းမုတ်တွေထိုင်စားခဲ့ကြပါရယ်ဒီလိုနဲ့ပူဇာရဲ့အကြောင်းပြချက်တွေကအမြဲတမ်းရှိနေခဲ့ပြီးအချိန်တလကုံဆုံးခဲ့ရပါရယ်တရမရခမဖြစ်သူရောက်ရှိလာခဲ့ပြီးနောက်ပြောခဲ့ပါရယ်မနက်ဖြန်ကျရင်အိမ်မှာဖျားရှိခိုးပွဲတစ်ခုရှိတယ်အဲဒီမှာဖုန်းတော်ကြီးအရောက်တရာခေါ်ထားတယ်အားရကြောင်နေဖုန်းတော်ကြီးအရောက်တရာလုံးအတွက်ထမင်းဟင်းထည့်ရလိုက်မယ်နော်ဒါကငါတို့အိမ်ရဲ့ထုံတဲ့အစင်လာပဲချွေးမအစ်စ်ကဒီထုံတဲ့အစင်လာကို လိုက်နာရလိုက်မယ် ။သူကလည်းအံ့အားသင့်သွားခဲ့ပါတယ်။ဘာပြောလို့ပြောရမှန်းတော့မသိတော့ပါဘူး။သူကလည်းသူ့အမေကိုပြန်ဖုန်းဆက်ခဲ့ပါတယ်။အမေ၊ကျွန်မအခုချိန်ထိအမြဲတမ်းပဲအကြံအဖန်လုပ်နေခဲ့တာ။အခုဘယ်လိုလုပ်ရတော့မလဲ။ငါလည်းမသိရောနေဟာနေတခုခုလုပ်တော့ဒီတစ်ခါမိခင်ဖြစ်သူကိုတိုင်းကလည်းအခုအညီမပေးတော့ပါဘူး။နောက်နေ့မှပူဇာရခမဖြစ်သူကချွေးမလေးကိုအစောကြီးနှိုးပြီးမိဖို့ကံနဲ့ခေါ်သွားလိုက်ပါတယ်။ဒါဆိုရင်တော့အနေဒီမှာတေချာကြည့်လိုက်။အမေဟင်းချက်ဖို့အတွက်ဘာတွေလိုလဲ။ လိုအပ်တဲ့ပစ္စည်းတွေအားလုံးဈေးကိုသွားပြီးဝယ်ခဲ့လိုက်နော်။ငါတို့ညနေမဆောင်ခင်အရာအားလုံးအဆင်သင့်လို့ခြင်းနဲ့။ဟုတ်ကဲ့ကောင်းပါပြီအမေ။ဒီမလည်းချက်ချင်းဈေးကိုထွက်ခွာသွားခဲ့ပါရဲ့။ဒုက္ခပဲအခုတော့ငါထမင်းဟင်းချက်ပြုံးမနဲ့တူတယ်။ဘာချက်ရမလဲဘလို့သွက်ချက်ရမလဲ။ပြီးတော့ဖုံးတော်ကြီးတွေကလည်းအများကြီးပဲ။ဒီမဟင်းသီးဟင်းရွက်တွေဝယ်နေတဲ့အချိန်မှာပဲအနက်မမွေးလေးတစ်ခုရခဲ့ပါရဲ့။ဒီမလည်းအနီနောက်ပတ်ဝန်းကျင်ကိုလိုက်ကြည့်လိုက်တဲ့အချိန်မှာပဲဟိုတယ်တစ်လုံးကိုတွေ့သွားခဲ့ရပါရဲ့။ ဟိုတယ်ကအကြီးကြီးပါအနောက်မှာလည်းထမင်းဟင်းချက်ပြုတ်တဲ့သူတွေအများကြီးရှိနေပြီးပြင်ဆင်နေကြပါတယ်။သူမကလည်းကြည့်ပြီးတာနဲ့သဘောကျသွားပါတယ်။ဒီမှာထမင်းဟင်းတွေအများကြီးချက်နေရပဲဘယ်သူမှမတွေ့တော့ဘူးဆိုတော့ငါသားတွေကိုအိမ်ကိုယူသွားရမယ်။မဘာမှအများကြီးစဉ်းစားမနေတော့ဘဲနဲ့ဟင်းအိုတအိုမှရှူလာခဲ့လိုက်ပါတယ်။အိမ်နောက်ဖွေတကားတွေကနေသူမဖြတ်ကျော်သွားခဲ့ပြီးတော့မိဖို့ကန်းထဲမှာသွားထားလိုက်ပါတယ်။ပြီးသွားတဲ့အခါမှာရခမဖြစ်သူကိုလည်းခေါ်ခဲ့ပါတယ်။အမေရေးအမေအမေ ေပြောလေချွေးမလေးရဲ့ဘာကိစ္စလဲဘာဖြစ်လို့လဲအမေကျမဒီမှာဟင်းချက်ထားပြီးသွားပါပြီအဲ့ဒါအမေကိုလှမ်းပြောတာအခုကျမပူရီလှုပ်ဖို့ကိုပဲကြံတော့တယ်ဟုတ်လားနေရလဲမြန်လိုက်တာအလောက်အမြန်ဘလို့ဖြစ်လို့ထမင်းဟင်းချက်ပြုတ်ပြင်ဆင်လို့ပြီးသွားရတာလေကဲကဲကဲငါ့ကိုပြပါအောင်နင်ပါရီဘလို့ချက်ထားလဲအေးအနက်လေးကတော့မှွေးတာပဲကဲကဲကဲဒါဆိုရင်တော့ပူရီကြောလိုက်တော့နိုထမင်းလည်းချက်ရအောင်မယ်နော်ဒုက္ခပဲသူရဲ့တောင်းဆိုချက်တွေကလည်းပြီးရောမပြီးနိုင်တော့ဘူး ဒီအချိန်မှာပဲတကားပေါက်ကိုတစုံတယောက်ရောက်ရှိလာခဲ့တဲ့အတွက်အမန်ကတကားသဖွင့်ပေးခဲ့ပါတယ်။အပြင်မှာဆိုင်ပိုင်ရှင်တဦးရက်နေခဲ့ပြီးသူကဒေါသအယံထွက်နေခဲ့ပါတယ်။သူ့ကိုတွေ့ခဲ့ရတဲ့အခါမှာတော့ပူဇာကလည်းအယံကိုလမ်းဖြတ်နေခဲ့ရပါတယ်။ဟုတ်ကဲ့ပြောပါရှင်ဘာကိစ္စရှိလို့လဲ။ဘာဖြစ်ရမှာလဲဒီမိုင်းကလေးကကျွန်တော်တို့ချက်ပြုတ်ထားတဲ့ဟင်းအိုးကြီးကိုခိုးသွားလို့လေ။ကျွန်တော်ရဲ့ဟင်းအိုးပြန်ပေးဖို့အတွက်သူ့ကိုပြောလိုက်။ပြန်မပေးဘူးဆိုရင်တော့ရဲခေါ်မှာနော်။ဒီစကားကိုကြားတာနဲ့အားလုံးကလည်းအံ့အားသင့်ကုန်ကြပါတယ်။ ။ဘာပြောတယ်ကျွန်တော်မိမဟင်းခိုးသွားတယ်။နင်ဘာလို့ခိုးရတာလဲ။ဟုတ်တယ်နင်ဘာလို့ခိုးရတာလဲ။နင်အခုပြောမလားမပြောဘူးလား။ तू မလည်းငိုနေခဲ့ပါရဲ့အမားရိအတွက်လည်း तू မနောင်တရနေခဲ့ပါပြီ။ तू မငိုနေရင်နဲ့ပြောလိုက်တာပေါ့။ကျွန်မအခွင့်လပါကျွန်မထမင်းဟင်းမချက်တတ်ဘူး။မင်္ဂလာမဆောင်ခင်မှာအမေကလိန်ပြောခဲ့ရလေ။အရာကြောင့်ကျမကလည်းထမင်းဟင်းချက်ပြုတ်ခိုင်းပြီးဆိုတာနဲ့အကြောင်းပြချက်ပေးပြီးလှည့်ပတ်နေရပေါ့ဒီနေ့ကျမလည်းဘာလုံးလို့ဘာကန်ရမှမသိပဲဈေးသွားတာနဲ့ ဆိုင်တဆိုင်တွေးတော့သူတို့ဆိုင်ကဟင်အိုခိုးခဲလိုက်တာကျမအခွင့်လောက်ပါရှင်အဲနေမရှက်ဘူးလားဟင်ပထမတည်းကပြောပြလို့ရှင်တော့ငါတို့လည်းတခုခုစစ်စစ်မှာပေါ့နေထမင်းဟင်မချက်တက်ဘူးဆိုရင်လည်းငါနဲ့ကိုတင်ပေးလို့ရတယ်လေအ ਨੇ ဆုံးတော့နေအနေနဲ့ခိုးเสียပါအကြောင်းရှိလေခဏလေးမင်းသူ့ကိုသူ့ရဲ့ပြည့်စီပြန်ပေးမှဖြစ်မှာပေါ့ပြီးမှကြာတဲ့ကိစ္စတွေပြောမယ်အမန်ကဟင်အုပ်ပြန်ပေးခဲ့တဲ့အချိန်မှာစိုင်းပိုင်းရှင်ထွက်ခွာသွားခဲ့ပါတယ်ဘလို့လုံးမလဲမင်းညနေကြလို့ရှိရင်ပူစောပွဲရှိတယ် ကျွန်တော်တို့ထမင်းဟင်းတွေအားလုံးကိုတော့ချက်ရမှာပဲဒီထမင်းဟင်းတွေအကုန်လုံးကိုလည်းသူတယောက်တည်းပဲချက်ရမှာဒါကကျွန်တော်တို့ရဲ့ရိုးရထုံတဲ့အစ်စလာမဟုတ်ဘူးလားအေးဟုတ်တယ်ငါတို့ကိုယ်တိုင်ထမင်းဟင်းချက်ပြုတ်နေသင်ပေးလိုက်မယ်သူပဲချက်ပြုတ်ရလိမ့်မယ်နေစိုက်ပါလက်ပါနဲ့လိုက်တင်ကြလားဟုတ်ကဲ့ပါအမေကောင်းပါပြီကျွန်မစိုက်ပါလက်ပါနဲ့လိုက်တင်မယ်ဒီနောက်ရောက်မှဖြစ်တော့ကလည်းချွေးမလေးကိုမိဖို့ကြောင်နဲ့ခေါ်သွားပါရယ်ထမင်းဟင်းကိုလည်းတသိချာချက်ပြုတ်ပြလိုက်ပါရယ်လေးနိုင်ကြမြင်သွားခဲ့တဲ့အခါမှာအားလုံးချက်ပြုတ်လို့ပြီးသွားခဲ့ပါပြီ ညနေခင်းပူဇော်ပွဲပြီးသွားတဲ့အခါမှာအားလုံးကလည်းထမင်းစားတောက်ခဲ့ကြပါတယ်။အားလုံးကလည်းအရာသာကိုသဘောကျနေခဲ့ကြတာပေါ့။အရင်နေ့ကစပြီးရောက်ခမဖြစ်တော့ကအမြဲတမ်းချွေးမလေးကိုထမင်းဟင်းချက်ပြုတ်နေတင်ပေးလိုက်ပါတယ်။မကိုရိုင်းလည်းထမင်းဟင်းကောင်းကောင်းချက်ပြုတ်တက်ခဲ့ပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဖထုံကြိုက်တဲ့သူဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။အမေသမီးတငယ်ချင်းတွေလာနေပြီလားမသိဘူးအမေရဲ့။ဒါဆိုရင်တော့သမီးမဟုတ်သွားစားလိုက်အောင်မယ်နော်။သမီးဖထုတ်သွားစားခြင်းလို့ပါ။ နေရလေအတိဘယ်ဝမရှိဘူးအမြဲတမ်းဘာဖြစ်လို့များဖတ်ထုတ်သွားစားနေရတာလဲအမေကလည်းဖတ်ထုတ်စားတာဘာဖြစ်လို့လဲကျမတို့တရွာလုံးမှာရှောက်သွားနေရမှာမဟုတ်ကြကျမတို့သွားတယ်မှုတ်စားတယ်ပြန်လာတယ်ပြီးတော့ကျမကလည်းဈေးထဲကဆိုင်ကဖတ်ထုတ်ကြအောင်အရန်ကြိုက်တယ်ရွာကနေနည်းနည်းလေးဝေးတယ်ဆိုပေမဲ့သွားမှာပဲနောက်ရီအားလုံးကိုထားလိုက်တော့အမေသွားတော့မယ်အေးပါအေးပါနေရငါပြောတဲ့စကားကိုနားထောင်တာမှမဟုတ်ကြသွားသွားသွားအမြန်သွားပြီးအမြန်ပြန်လာခဲ့ခဏနေတော့သူမရဲ့တငယ်ချင်းတွေရောက်ရှိလာခဲ့ကြပါတယ် အားလုံးကလည်းအတူတူသွားကြပါရဲ့ကဲလာငါတို့ဖတ်ထုတ်သွားစားကြမယ်အမြန်လာခဲ့ရွာမှာဖတ်ထုတ်ဆိုင်တစ်ဆိုင်မှမရှိတဲ့အတွက်အားလုံးကလည်းရွာအပြင်မှာရှိတဲ့ဆိုင်မှာသွားစားကြရပါရဲ့ကောင်းလိုက်တာအရင်အရသာရှိတဲ့နောက်ထပ်အချိန်နဲ့နဲ့ထည့်ပေးအောင်ဘာလို့ဒီလောက်ကစီးကုန်နေရတာလဲဟုတ်ပြီဟုတ်ပြီထပ်ထည့်ပေးမယ်စားစားဘလို့မဆို အမတို့ကကျွန်တော်ရဲ့အမြဲတမ်းဖောက်တယ်လေဘာဖြစ်လို့များကစီးကုန်ရမှာလဲလိုချင်တဲ့လောက်ကိုသာယူသွားလိုက်ပါနှစ်ယောက်လုံးနားထောင်ကြငါနေတော့ပြောစရာတခုရှိရဲ့ဘလို့ဖြစ်တာလဲနေမင်္ဂလာဆောင်တော့မလို့လား နေရီစားကိုရောနေအဖေကသဘောကျလိုက် ပြီလားနေနဲ့အမလေးဒါဘယ်တော့မှဖြစ်မဲ့ကိစ္စမဟုတ်ဘူးသူနဲ့အဖေနဲ့ကကပ္ပရံသူတွေငါတငယ်ချင်းတယောက်ရှိတယ်မြို့ပေါ်မှာလေနောက်တစ်ပတ်ဆိုလို့ရှင်တော့သူရဲ့မင်္ဂလာဆောင်ဆိုတော့သူငါ့ကိုဖိတ်ထားတယ်အဖေနဲ့အမေကတော့သွားကြမယ်မထင်ဘူးငါတယောက်ထဲသွားမယ်ဆိုလို့ရှင်လေသူတို့ကငါ့ကိုသွားခွင့်ပေးမှာမဟုတ်ဘူးအဲ့ဒါကြောင့်နေတော့နေအောင်လုံးငါနဲ့လိုက်ခဲကြပါလားငါတို့တောင်ရောက်မင်္ဂလာဆောင်ကိုအတူတူသွားကြမယ်အရင်အောင်ပြောစရာကောင်းပါသေးလားသူပြောတဲ့စကားကိုအားလုံးကသဘောကျနှစ်သက်သွားခဲ့ကြပါတယ် သူတို့ကမြို့ပေါ်ကိုဘယ်တော့မှမရောက်ခဲ့ဘူးကြပါဘူးအေးကောင်းပြီဒါဆိုရင်ကအိမ်မှာပြောကြည့်လိုက်မယ်ပြီးသွားရင်တော့ပြန်ပြောမယ်လေနော်အေးဟုတ်တယ်ဟုတ်တယ်ငါရောပဲနောက်နေ့မှတငယ်ချင်း၃ယောက်လုံးပြန်တွေ့ကြပါရစေသူတို့အားလုံးအတူတူခရီးထွက်ဖို့အတွက်သဘောတူခဲ့ကြပါရစေတပတ်ကြာသွားတဲ့အခါမှာ၃ယောက်လုံးကလည်းမြို့ပေါ်ကိုတက်ပြီးတော့မင်္ဂလာဆောင်ကိုတက်ကြပါရစေကောင်းလိုက်တော့ဟိုတယ်ကြီးကအတော်လေးလှတယ်နော်သိရင်တော့နန်းတော်ကြီးကြနေရောအေးဟုတ်တယ်ဟိုတယ်ကြီးကအရမ်းမိုက်တယ်ဒါပေမဲ့အစားအသောက်တွေကပုံမိုက်တယ်သီလားအေးဟုတ်တယ်နော် ဟဲ့ဒါနဲ့ဟိုကဘာကြီးလဲဟဲ့ဘာလဲဘာဖြစ်တာလဲဘာတွေကိုတွေးလိုက်တော့ဒီလောက်တောင်မှအော်ဟစ်နေရတာလေဟိုမှာကြည့်ပါအောင်ဖတ်ထုတ်တွေအများကြီးပဲထားထားတယ်ကဲကဲကဲသွားမယ်သွားမယ်ငါတို့အမြန်ဆုံးသွားပြီးတော့ဖတ်ထုတ်တွေသွားစားကြရအောင်ဒီလိုနဲ့တငယ်ချင်း၃ယောက်သာဖတ်ထုတ်တွေကိုသွားစားကြပါရယ်အမလေးဒီမှာဖတ်ထုတ်တွေကအရသာစုံလိုက်တာရွာမှာဒီလောက်ထိအမေများတဲ့ဖတ်ထုတ်တွေငါတို့မမြင်ဘူးကောင်တာမှာရှိတဲ့ကောင်လေးကတို့၃ယောက်လုံးကိုကြည့်ပြီးပြောလိုက်ပါရယ်အားလုံးပဲဘာစားကြံလဲပြောကြပါ ဒီမှာကြော်ထားတဲ့ဖတ်ထုတ်ကြော်တွေရှိတယ်ဖတ်ထုတ်ပေါင်းရှိတယ်ဖတ်ထုတ်ပြုတ်ရှိတယ်အရသာအမျိုးစုံနဲ့ဖတ်ထုတ်ရှိတယ်ကြက်သားဖတ်ထုတ်အမဲသားဖတ်ထုတ်ပစုံဖတ်ထုတ်ပင်လယ်စာဖတ်ထုတ်အကုန်ရှိတယ်ကျွန်တော်တို့တတ်တတ်လို့ဖတ်ထုတ်လည်းရှိရနော်ဟင်းဒီဟင်းရွက်နဲ့ဂေါ်ဘီမုလာဥပဒေကိုအခြေခံပြီးလုပ်ထားတာကောင်လေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတကယ်ချင်း၃ရောင်လုံးဘာပြောလို့ပြောရမယ်မသိရောပါဘူးအမလီဒီလောက်ထိအမေစုံနဲ့ဖတ်ထုတ်တွေပါလားငါတို့ကအရင်တော့ကဆိုလို့ရှင်တော့တတ်တတ်လို့ဖတ်ထုတ်ပဲစားဘူးတာအဲ့ဒါကလည်းအချင်းလေးနဲ့နော် ကဲရွာအကြောင်းမေးလိုက်တော့ဒီရမုတ်တွေကပိုကောင်းမဲ့ပုံစံပဲစားကြမယ်။ကျမတို့ကိုတပွဲစီထည့်ပေးလိုက်တော့ကျမတို့အားလုံးအယတာခံပြီးစားကြည့်မယ်။ဒီလိုနဲ့အားလုံးကလည်းမင်္ဂလာဆောင်မှာဖတ်ထုတ်တွေကိုအပါတရားစားတော့ကြပါရစေ။နောက်နေ့မှာတော့မင်္ဂလာဆောင်ပြီးလို့၃ရက်လုံးပြန်လာကြပါရစေ။ကောင်းလိုက်တာမင်္ဂလာဆောင်ကြီးကပိုကောင်းတာကတော့တို့ကြွေးတဲ့အစားအသောက်တွေပဲ။တလောက်အယတာရှိတဲ့အစားအသောက်တွေငါဘဝမှာဘယ်တော့မှမစားခဲ့ဘူး။ဘလို့စားနိုင်မလဲ။အဲ့ဒီဖတ်ထုတ်တွေကမြို့မှာပဲရတာ။အငယ်ချင်း၃ရက်လုံးစကားပြောနေခဲ့တဲ့အချိန်မှာ မိခင်ဖြစ်သူရောက်လာခဲ့ပါတယ်။တမီလေးရဲ့တမီလေးအတွက်ကောင်းမွန်တဲ့ကောင်းလေးတယောက်ကလာတောင်းတဲ့အတွက်အမေတို့လက်ခံလိုက်ပြီးသူကဒီရွာကပဲသူတို့ကဆောင်ရောင်းတဲ့အလုပ်လေးကိုလုပ်ကြတယ်။ကောင်းလိုက်တာအခုဆိုရင်ကျမတို့အပြင်ကနေဆောင်ဝယ်စရာမလိုတော့ဘူး။ကျမတို့ရဲ့ခဲအိုဖြစ်သူကိုယ်တိုင်ကဆောင်ရောင်းနေရဆိုတော့လေဒီလိုနဲ့တလားကြောင့်မှတော့သူမလက်ချသွားခဲ့ပါတယ်။အရာအားလုံးအဆင်ပြေချောမွေ့နေခဲ့ပါတယ်။ရခမဖြစ်သူကချွေမလေးကိုသဘောမကျတဲ့ကြားထဲမှာချွေမကတော့တငယ်ချင်းတွေနဲ့အမြဲတမ်းရှောက်သွားနေကြပါတယ် အမေရော့ဒီမှာအမေအတွက်လက်ဖေးပြောခဲ့တယ်နော်ကျမတငယ်ချင်းတွေလာနေပြီလားမသိဘူးကျမမဟုတ်သွားစားအောင်မယ်နေရဘလို့ဖြစ်နေရလဲနေ့တိုင်းမဟုတ်သွားမစားဘူးဆိုလို့ရှိရင်တော့မရဘူးလားပြီးတော့နေ့တငယ်ချင်းတွေကလည်းမျက်နှာပြောင်တိုက်လိုက်တာအမေရဲ့နေ့ကိုလာခေါ်နေကြတယ်အမေကလည်းကျမဖတ်ထုတ်သွားမစားဘူးဆိုရင်တော့အိတ်မပြောဘူးလေအမေပြောတဲ့စကားတွေအားလုံးကိုကျမနားထောင်နိုင်တယ်အမေဒါပေမဲ့ကျမမဟုတ်စားတာကိုတော့မတားနဲ့နော်ဒါဆိုရင်တော့ကျမသွားတော့မယ်တီလားချွေးမလေးကတော့ထွက်ခွာသွားခဲ့ပေမဲ့ရောက်ခမဖြစ်သူကတော့သွေးဆူနေခဲ့ပါတယ် ။တရက်မှာတော့မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။တညမှာတော့ယောက်ျားနဲ့ယောက်ျားထီးနှစ်ယောက်လုံးကအစီရန်ဖြစ်သွားခဲ့ပြီးယောက်ျားထီးဖြစ်သူကကွဲလွန်သွားခဲ့ပါတယ်။နှစ်ယောက်လုံးကိုဇယုံကိုပို့ခဲ့တဲ့အချိန်မှာတမီယောက်ျားမနှစ်ယောက်လုံးဇယုံကိုအမြန်ရောက်ရှိလာခဲ့ကြပါတယ်။ဆရာကျမယောက်ျားကသူ့အဆင်ပြေရဲ့လား။ပြီးတော့ကျမယောက်ျားထီးရောပဲ။ခမရယောက်ျားထီးကတော့ကားအစီရန်ဖြစ်တာနဲ့ကွဲလွန်သွားခဲ့တယ်။ခမရယောက်ျားကတော့အဆင်ပြေနေပါသေးတယ်။ဒါပေမဲ့သူလည်းဒဏ်ရာအပြင်းထန်ရထားတယ်။သူ6လလောက်ကတော့လမ်းလျှောက်နိုင်မှာမဟုတ်တော့ဘူး။ ိုးဖျားသခင်ဘာတွေဖြစ်ကုန်တာလဲဒါဘာတွေဖြစ်ကုန်တာလဲကျမတို့ဒုက္ခရောက်ပြီနဲ့တွေ့ပါရရှင်အဲ့ဒါနဲ့ကြောင့်နင့်လိုမကောင်းတဲ့ချွေမအိမ်ကိုရောက်လာတာနဲ့အခုလိုဖြစ်ရတာဒါကစေယုံပါခမရတို့အတိတ်ပဲမရှိတာတွေလားပြောမနေကြနဲ့ခမရရဲ့တောင်းမနှက်ပြန်ကြရင်တော့အိမ်ပြန်ခေါ်သွားလို့ရပြီသူ့ကိုတေချာတော့ဂရုစိုက်ရမယ်နော်နောက်နေမှာတော့အားလုံးကဗီမလ်ကိုအိမ်ပြန်ခေါ်လာခဲ့ကြပါတယ်သူလည်းငိုပဲငိုနေခဲ့ရပါတော့ဒါဘာတွေဖြစ်ကုန်တာလဲတခဏအတွင်းအရာအားလုံးဆုံးရှုံးခဲ့ရတယ်အဖေကလည်းအခုဆိုရင်ငါတို့နဲ့အတူမရှိတော့ဘူး ဒီအလုပ်တွေအလုံးကိုဘယ်သူလုပ်မလဲရှင်ကလည်းဘာတွေတလောက်တောင်မှအားလျှော့နေရတာလဲကျမတယောက်လုံးရှိတယ်လေဘာမှအလုပ်ထိလဲစိတ်ပြတ်ဝမ်းနဲ့မနေနဲ့ကျမတို့အလုံးအတူတူကိုညီပေးမယ်ဟုတ်ပြီလားဒီမကဒီမရဲ့ယောက်ျားဖြစ်သူကိုအားမလျှော့ဖို့အတွက်အားပေးခဲ့ပေးမယ်ဒီမကိုယ်တိုင်စိတ်ပြတ်နေခဲ့ပါတယ်တို့ရဲ့စီးပွားရေးအခြေအနေကလည်းမကောင်းကြပါဘူးအိမ်မှာစားတောက်ဖို့အတွက်ကြောင့်အနိုင်နိုင်ဖြစ်နေခဲ့ကြရပါတယ်ဘမလကိုရိုင်းကလည်းဝီချဲပေါ်မှာပဲနေနေခဲ့ရတာပါ။ဇယဝင်ကိုရိုင်းကလည်းသူ့ကို6လအနာယူခိုင်းထားခဲ့ပါရဲ့ ငါအိမ်ကမိသားစုတစ်ခုတောင်ပြတ်စီသွားခဲ့ပြီနေအခုချိန်အထိဒီမှာဘာလုပ်နေရလဲနေနေမယ်ဆိုရင်တော့နေရမိဘအိမ်မှာပဲပြန်သွားနေလိုက်တော့နင့်ကိုဒီမှာတွေ့နေရတာငါပို့ပြီးတော့စိုက်တော်တယ်တိလားဒါမှမဟုတ်နေဖတ်ထုတ်ဆိုင်မှာပဲသွားနေလိုက်ပါလားနင်ကအဲ့ဒီဆိုင်ကိုသွားဖို့အတွက်ပဲအမြဲတမ်းစိုက်ပါနေရမလားအမေရလည်းရှင်ထပ်ပြီးတော့စလာပြန်ပြီလားကျမသူ့ကိုထားပြီးဘယ်ကိုမှမသွားဘူးဆိုပြီးတော့ပြောပြီးသားလေသူကလည်းဘာဆက်ပြောရင်ကောင်းမလဲဆိုတာစဉ်းစားနေနေအကြံတစ်ခုရသွားပါတယ်ဖတ်ထုတ်အေးကောင်းတယ် နေအဲ့ဒီဖတ်ထုတ်အကြောင်းဘယ်တစ်ချိန်ကုန်စဉ်းစားနေမဟုတ်ဘူးအမေရဲ့ကျမဖတ်ထုတ်ဆိုင်ဖွင့်မလို့ကျမအနေနဲ့ဖတ်ထုတ်ဆိုင်ဖွင့်လို့ရတယ်လေဒါဆိုရင်တော့ကျမတို့နေရတာအဆင်ပြေသွားလိမ့်မယ်သီလားဒါနဲ့ရှင်လဲဘာကုန်းမစိုးရင်ပူပန်းစရာအကြောင်းမရှိတော့ဘူးနော်တကယ်ပဲဒါကဖြစ်နိုင်လို့လားကွာဒါဘလို့စကားတွေပြောနေရလေနေရအခုလမ်းပေါ်ထွက်ပြီးတော့မှုတ်ရောက်မယ်ငါတို့အိမ်ကိုတိတ်ခါကြအောင်လုပ်မလို့လားအမေတော့ပါတော့ကျွန်တော်တို့အိမ်မှာစားတောက်ဖို့အတွက်တောင်မရှိတော့ဘူးအမေကရှက်နေသေးတယ်ငါမင်းနဲ့အတူတူရှိနေပေးမယ်မင်းအလောက်စားလို့တော့ ဒါဆိုရင်တော့ကျွန်မအခုချက်ချင်းပြန်ခဲ့မယ်နော်ဒီလိုနဲ့သူကတငယ်ချင်းရဲ့အိမ်ကိုသွားခဲ့ပါတယ်သူကတငယ်ချင်းတယောက်လုံးကိုခေါ်ပြီးသူ့အကြောင်းတွေပြောပြခဲ့ပါတယ်နင်ပြောတာငါလက်ခံတယ်ဒါပေမဲ့ငါတို့ဆိုင်ဖွင့်မယ်ဆိုရင်ငါတို့ဆိုင်ကဘယ်သူဝယ်စားမလဲငါတို့ရွာမှာဖတ်ထုတ်ဆိုင်တစ်ဆိုင်ရှိပြီးသားရွာမှာဖတ်ထုတ်ဆိုင်ရှိတယ်ဆိုပေမဲ့ငါတို့စားဘူးတဲ့ဖတ်ထုတ်လိုမျိုးရွာကသူတွေစားဘူးမှာမဟုတ်ဘူးဘာလို့ပြောချင်တာလဲဟဲ့နင်တငယ်ချင်းမင်္ဂလာဆောင်မှာငါတို့စားခဲ့တဲ့ဖတ်ထုတ်ကိုမှတ်မိလား အဲ့လိုအရသာရှိတဲ့ဖတ်ထုတ်မျိုးကိုတော့ရွာမှာဘယ်သူမှမလုပ်တတ်ဘူး။ပြီးတော့စားဘူးကြားလိုက်မယ်လို့လည်းမထင်ဘူး။အဲ့လိုအရသာရှိတဲ့ဖတ်ထုတ်လုပ်မယ်ဆိုရင်ကောင်းတာပေါ့။နင်ကရောအများကြီးလုပ်တတ်လို့လား။မလုပ်တတ်ဘူးဆိုရင်ငါတို့တင်ကြမယ်လေဟာ။ငါတို့တင်ယူဖို့အတွက်ဖုန်းလိုအပ်တယ်။ဖုန်းကငါတို့မှာရှိနေရပဲ။ဟုတ်တယ်။ငါတို့စားနေကြဖတ်ထုတ်ဆိုင်ကရွာအပြင်မှာရှိတာရွာနဲ့အဝေးကြီးပဲ။ရွာမှာပဲဖတ်ထုတ်ဆိုင်ဖွင့်လိုက်မယ်ဆိုရင်လူတွေအားလုံးငါတို့ဆိုင်ကဝယ်စားကြမှာပေါ့ဟဲ့။ကောင်းတယ်ဒါဆိုရင်တော့ငါတို့နဲ့အကူအညီပေးမယ်။ ဒါဆိုရင်တော့မုတ်တွေဘယ်လိုလုပ်ရလဲဆိုတာနင်တို့သေချာကြည့်ကြငါချက်ချင်းပြန်ခင်မယ်နော်သူမအိမ်ကိုသွားလိုက်ပြီးနောက်မှာတော့မိခင်ဖြစ်သူကိုကိစ္စတွေပြောပြခဲ့ပါတယ်ငါသမီးလေးကတတ်တေးရှိလိုက်တာဖခင်သခင်ကိုကြီးဆောက်ရှောက်ပေးပါစေကွယ်ကျမအကူကြီးလိုတဲ့အမေကျမပတ်စံနဲ့နဲ့ပေးနော်အလौစားဖို့အတွက်ပတ်စံလိုတဲ့အမေအများကြီးမရှိဘူးသမီးဒါပေမဲ့ရှိသလောက်လာပေးမယ်သူကလည်းပတ်စံနဲ့နဲ့ပေးလိုက်ပါတယ်နောက်တော့သူတို့အားလုံးကလည်းဖတ်ထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူခဲ့ကြပါတယ် ပစ္စည်းတွေကတော့ရောက်လာပြီဒါတွေအားလုံးကိုဘယ်မှာသွားရောက်ကြမလဲငါတို့ရှိမှာလဲလည်းမရှိဘူးဆိုင်လည်းမရှိဘူးဒီအချိန်မှာသူယောက်ျားကဒါပြောလိုက်ပါတယ်ဘဲကိုသွားမှလဲအိမ်အရှိမပဲရောက်ဖို့ဒါကောင်းတော့ပဲဒါဆိုရင်တော့ကျမအိုးမကွာအိမ်မကွာအလုံးလုံးလို့ရပြီရှင်းအောင်လည်းဂယူဆိုင်လို့ရတယ်ဘာပြောတယ်ပွဲခန့်တာတွေငါအိမ်အရှိမလာလုံးမနေကြနဲ့အမေရဲ့တို့တလောက်ကြိုးစားနေအောင်အမေလည်းတို့ကိုနည်းနည်းနားလည်ပေးလိုက်ပေါ့အမေကျွန်တော်တို့အတွက်ကစိုးရင်သေးလားတခြားသူတွေအတွက်စိုးရင်မနေနဲ့အမေရဲ့ သူလုံနေတဲ့အလုပ်ကိုအမေကူညီပေးလိုက်ဒီလိုနဲ့အားလုံးလုံချင်တာလုပ်ကြပါရစေသူတို့ကလည်းထိုင်ကုန်လေးတစ်ခုအရှိမချပြီးနောက်မှာတော့စိုင်းကိုစတင်ဖွင့်ကြပါရစေအားလုံးကအလုပ်တစ်ခုချင်းစီကိုတာဝန်ယူခဲ့ကြပါရစေဂျုံနေတဲ့လူကနဲ့အတီးရွက်ပြင်ဆင်တဲ့သူကပြင်ဆင်အသားငါးကိုင်းတဲ့သူကဂိုင်းပေါ့သူတို့ကအချင်းတွေကိုလည်းလုပ်ခဲ့ကြပြီးတော့ခဏအကြာမှာပြင်ဆင်လို့ပြီးစီသွားခဲ့ကြပါရစေဖတ်ထုတ်ကြော်တွေကိုလည်းပြင်ဆင်ရောင်းချနေခဲ့ကြပါရစေတချို့လူတွေကသူတို့ဆိုင်ကောင်မုတ်တွေကိုလာစားကြပါရစေ ကောင်းလိုက်တော့တော်စားလို့ကောင်းတယ်။အရသာအတော်လေးကိုရှိတဲ့ဖတ်ထုတ်တွေပဲ။ဒီလိုအရသာရှိတဲ့ဖတ်ထုတ်မျိုးကျွန်တော်ဘုရားမှာအရင်တုန်းကမစားခဲ့ဘူးဘူး။ဟုတ်တယ်စားဘူးမှလည်းမဟုတ်ဘူး။ဒီမုတ်တွေကိုတော့ကျမတို့ဆိုင်မှာပဲရမှာသီလား။ကဲတော်တော်အကိုတငယ်ချင်းတွေကိုလှုပ်ပေးလိုက်အောင်။ကျမတို့ဆိုင်မှာအရသာရှိပြီးမတူညီတဲ့မုတ်တွေအများကြီးရတယ်။ဒီလိုနဲ့ရွာမှာရှိတဲ့လူတွေအများကြီးရောက်ရှိလာခဲ့ပြီးသူတို့မုတ်တွေကိုလာအားပေးကြပါရဲ့။အရင်တုန်းကရွာအပြင်မှာသွားစားကြတဲ့သူတွေကလည်းအခုဆိုရင်တော့ရွာကဆိုင်မှာပဲလာစားကြပါတယ် ဒါကိုတွေ့ကြရတဲ့အခါမှာရခမဖြစ်သူကလည်းသူ့အမကိုသဘောပေါက်နားလဲသွားခဲ့ပါတယ်။ညနေခင်းမှာတော့မုတ်တွေအားလုံးရောင်းကုန်သွားပါတယ်။ဒီပုံစံအတိုင်းပဲအဆင်ပြေနေမယ်ဆိုရင်တော့ကျမတို့လုံးဝကိုအဆင်ပြေသွားတော့မှာအမေဒါကျမပထမဦးဆုံးရှာထားတဲ့ပတ်စံရော့။သူဝမ်းသာလုံးလုံးမျက်ရည်ကြားခဲ့မိပါတယ်။ခွဲလောက်ပါကွယ်ငါတော့နေ့ကိုအမြဲတမ်းပြစ်တင်ဝေဖန်နေခဲ့မိတယ်။ဒါတော့မှနေကငါ့အတွက်အမြဲတမ်းစဉ်းစားပေးခဲ့တယ်နော်။အခုချိန်ကစားပြီးတော့ငါနေ့ကိုထပ်ပြီးတော့မကြားတော့ဘူး။နေလောက်ချင်တာကိုသာလောက်တော့ ဒီနောက်မှာတော့တရွာလုံးမှာသူမရဲ့ဖတ်ထုတ်ကြော်တွေကနမည်ကြီးသွားခဲ့ပါတယ်။သူမရဲ့အိမ်ရဲ့အခြေအနေကိုလည်းသူမပြန်ထိန်ပေးနိုင်သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။